အားလုံးပဲမင်္ဂလာပါခင်ဗျာ MPA သတင်းဌာနရဲ့ဒီကနေ့အော်တိုဘာလ28ရက်နေ့လည်ခင်းအထိရရှိထားတဲ့အထူးအကြဆုံးသတင်းတွေကိုကျွန်တော်ခေရဏကတင်ဆက်ပေးပါရောင်းမယ်။နောက်ဆုံးရထိုက်တန်သတင်းတွေထဲအာဆီယံရဲ့စီးလုံးညီညွတ်မှုကိုစစ်ကော်မရှင်ကစင်ခေါ်လိုက်ပြီးအကျိုးဆက်တွေရှိလာနိုင်တယ်လို့ချိန်ချောက်လိုက်တဲ့အကြောင်း AA သိမ့်ပိုက်ထားတဲ့ point ကုန်းကိုပြန်လို့ရှင်တဲ့စစ်တပ်စခန်းမရပဲတက်လှန်နေရတဲ့သတင်းရေဘလူးလက်စွန်ပြလိုက်တာဒီကေပီတော့အထင်အားခဲ့ပြီဆိုတဲ့အကြောင်း အတိုက်ခံတွေကိုဦးစားပေတွစ်ဆောင်မှမလေးရှားဝန်ကြီးချုပ်အန်ဝါရဲ့မြန်မာအရေးစစ်မုံထမ်းလူဖမ်းရောင်းစားတဲ့ဂိုင်းထဲမှာအမျိုးသမီးတွေပါပါဝင်လာတဲ့အကြောင်းလိုရှင်းလာရတဲ့ထရန့်ဂျပန်ဝန်ကြီးချုပ်ကိုအကြီးမြတ်ဆုံးအမျိုးသမီးလို့ချီးကျူးလိုက်တဲ့သတင်းအဲ့လိုနေလိကင်းထိရရှိထားတဲ့အထူးခြားဆုံးသတင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ် ခုနေလေခင်သတင်းတွေအထက်ကပထမဦးဆုံးတင်ဆက်ပေးမယ့်အထူးခြားဆုံးသတင်းတစ်ပုဒ်ကတော့အာဆီယံရဲ့စီးလုံးညီညွတ်မှုကိုစစ်ကော်မရှင်ကစင်ခေါ်လိုက်ပြီးအကျိုးဆက်တွေရှိနိုင်တယ်လို့ချင်းချောက်လိုက်တဲ့သတင်းပါတိုင်းပြည်အာဏာကိုမတရားလုယူထားတဲ့စစ်ကော်မရှင်ဟာအာဆီယံရဲ့ဘုံသဘောတူညီချက်၅ရပ်ကိုတေချာစွာအကောင့်ထဲမဖော်နိုင်လို့အာဆီယံရဲ့နိုင်ငံကောင်ဆောင်များအဆင့်ဆွေးနွေးပွဲတွေမှာနိုင်ငံရေးဂျာထူးရယူထားတဲ့အမင်းအောင်လှအပါဝင်ဝင်ကြီးတွေကိုအစည်းအဝေးတွေဆက်မတက်ဖို့ကန့်တက်ခဲ့ပါတယ် ဲ့လိုကန်တက်လိုက်ခဲ့မှုတွေဟာအာဆီယံအခြေခံမှုကိုဆန့်ကျင်ပြီးမြန်မာနိုင်ငံအပေါ်ခွဲခြားဆက်ဆံတာဖြစ်လို့အာဆီယံနိုင်ငံတွေရဲ့စီးလုံးညီညွတ်မှုကိုထိခိုက်စေနိုင်တယ်ဆိုပြီးစစ်ကွန်မရှင်နိုင်ငံကြရေးဝန်ကြီးဌာနရဲ့အမည်ရန်အတွင်းဝင်ဦးဟောက်ခန့်ဆောင်ကပြောခဲ့ပါတယ်။အော်တိုဘလန်းစက်ထောက်ရကပြုလုပ်ခဲ့တဲ့48ချိန်မြောက်အာဆီယံထိပ်သီးအစည်းအဝေးမှာဦးဟောက်ခန့်ဆောင်ကအခုလိုပြောကြားခဲ့တာဖြစ်တယ်လို့စစ်ကွန်မရှင်ဘက်ကထုတ်ပြန်လာတာပါ။အဲ့ဒီအစည်းအဝေးမှာပဲ ဦးဟောက်ခန့်ဆောင်ကမကြမ်းကျင်းပမဲ့အတွေ့အော်ရွှဲကောက်ပွဲဟာလဲနိုင်ငံတော်ထူထောင်ရေးအတွက်လမ်းကြောင်းတစ်ခုဖြစ်ပြီးစစ်ကောင်မရှင်ကတိုင်းပြည်နဲ့လူစုကိုကာကွယ်စောင့်ချောက်သွားမယ်လို့အချက်မရှိပြောခဲ့ပါသေးတယ်။အာဆီယံရဲ့အမူအရာချက်တောင်လိုင်းမလုံးနိုင်တာကိုစစ်ကောင်မရှင်ဘက်ကဘာရင်မျှော်လင့်ပြီးအာဆီယံကိုပြန်ချင်းချောက်နေလဲမပြောတတ်တော့တကိ့ကိုရည်ဖို့ကောင်းတယ်။ပြီးတော့အတွေ့အော်ရွှဲကောက်ပွဲကိုအာဆီယံကိုမကန့်ကွက်ဖို့သဘောပြောခဲ့တာကလည်းသူတို့ကိုတရားဝင်ဖို့အာဆီယံကိုမျက်နှာစုံတွေးလိုက်တာပဲလို့ နိုင်ငံလေးလာတုံးသက်သူတူကပြောပါတယ်အခုကျင်းပနေရဲ့68ကျင်းမြောက်အာဆီယံထိပ်သီးအစည်းအဝေးအပြင်ထပ်မံကျင်းပမဲ့အစည်းအဝေးတွေမှာလည်းမင်းအောင်လှိုင်အပြင်စစ်ကောင်ဆောင်တွေမတက်ဖို့ကိုအာဆီယံကတငင်တညွတ်တယ်ဆက်လက်ကန့်သက်ထားပါတယ်ဒါတွေအပြင်မြန်မာနိုင်ငံမှာရပ်သားပြည်သူတွေအပေါ်စစ်ကော်မရှင်ကပြစ်မှတ်ထားအကြမ်းဖက်မှုတွေကိုရှုံးချပြီးတပ်ဆိုင်ရာအဖွဲ့အလုံးအကြမ်းဖက်မှုတွေချက်ချင်းရပ်တန့်မှုဘေးကင်းလုံခြုံဖို့ကိုအမခန့်ပေးဖို့နဲ့လူတိုင်းရဲ့ဆန္ဒထောက်ထားမှုအကူအညီပေးဖို့နဲ့ အားလုံးပါဝင်တဲ့နိုင်ငံရေးဆွေးနွေးမှုအမြန်အကောင်အထည်ဖော်ဖို့လွယ်စွာ9ကြိမ်မြောက်အဆင်အစည်းအဝေးမှာတိုက်တွန်းထားပါတယ်။ဒုတိယအနေနဲ့အေသိမ့်ပိုက်ထားတဲ့ point ကုန်းကိုပြန်လည်ရှင်တဲ့စစ်တပ်စခန်းမရပဲတက်လန်နေရတဲ့အကြောင်းပြောပြပါမယ်။အာရခတ်တပ်တော်အေသိမ့်ပိုက်ထားတဲ့ပဲခူးတိုင်းပဲတော်မြို့နယ်ပကံကဲကျဲအာနီက63လုံး point ကုန်းကိုစစ်တပ်ကပြန်လည်ထိုးစစ်ဆင်နေပေမဲ့အောင်မြင်မှုမရပဲအထိနာကတက်လန်ပြီးဆုတ်ပြေးနေရတယ်လို့သိရပါတယ်။ အဲ့ဒီ point ကုံကိုအာခတ်တက်တော်ကပြီးခဲ့တဲ့အော်တိုဘာလ14ရက်ကတိမ့်ပိုင်နိုင်ခဲ့တာဖြစ်ပြီးတော့ point ကုံဟာစလနာထုတ်လို့ရဲ့စက်ရုံကပါစာ16အတွက်အလုံးအရေးပါတဲ့ကာကွယ်စကန်ဖြစ်တာကြောင့်စစ်ကော်မရှင်ကပြန်လည်ရယူဖို့အသေးအတန်စ조사နေရလဲဖြစ်ပါတယ် point ကုံကိုရဖို့ထိုးစစ်ဆင်လာတဲ့တက်ဟာတက်လန်ပေးထွက်ပြင်းနေရကိုအေကလိုက်လံရှင်းလင်းရနောက်ထပ် jazz scan ငယ်တစ်ခုကိုပါထပ်မံတိမ့်ပိုင်နိုင်ခဲ့ပါတယ်အခုလို jazz scan ငယ်ပါပေးလိုက်ရတဲ့အတွက်စစ်ကော်မရှင်ဟာ ကပ္ပစာ16နဲ့နမိုင်ခန့်အကွာဝဲပတ်ဝန်းကျင်ကိုလေကြောင်းပစ်ကိုရဲ့အပြင်အတွေးလိုက်ပစ်ခတ်တဲ့ဒုံးတွေနဲ့တိုက်ခိုက်မှုတွေတံပြန်ပြုတ်လောက်ခဲ့ပါတယ်စစ်ကောင်ရှင်တပ်တွေဟာဗျူဟာမြောက်ပွင့်ကုန်ကိုပြန်ရကျင်လို့ထိုးစစ်ဆင်နေပေမဲ့တေပွေးတာဆင်ခဲ့ရတဲ့အတွက်စစ်သားတွေဟာစိတ်ဓာတ်တွေလည်းပြက်ပြားနေပြီဖြစ်ပါတယ်စစ်ကောင်ရှင်ဟာသူတို့ရဲ့လမ်းနဲ့ထုတ်လို့ရစခန်းလုံးကြုံရဲ့အတွက် အရေးပါတဲ့စခန်းကုန်ကို ပြန်မရခြင်းဟာကပ္ပစာ16ကိုအေက စစ်ရေးရာပုံမချင်းချောင်းမှုနဲ့ပြုလုပ်လာနိုင်တော့မှာဖြစ်တယ်လို့စစ်ရေးသုံးသက်သူတွေကယူဆနေကြပါတယ်။အေကဗမာပြည်မကိုပါစစ်စင်ရင်ရှစ်ထွင်နိုင်တော့မယ်လို့ယူဆတယ်။ကပ္ပစရယ်မပါဖို့ကိုလည်းစစ်တပ်ကအပြင်းထန်ခုခံမှာဆိုတော့တိုက်ပွဲတွေကပိုပြီးပြင်းထန်လာမယ်လို့သုံးသက်ရတဲ့အကြောင်းစစ်ရေးလေးလာသူတူကသုံးသက်ပါတယ်။အခုဆိုရင်အေအေထိုးစစ်ဟာကပ္ပစာ၁၆နဲ့၃ပိုင်းခန့်အကွာထိကျောက်လာပြီးတော့အဲ့ဒီကပ္ပစာ မကြစီဘဲစစ်ကောင်မချင်ဟာ မတုံရနဲ့ကပ္ပဇာ16ပတ်ဝန်းကျင်အနီးအနားမှာအင်အား900လောက်နဲ့တက်ဖြန့်ထားတယ်လို့သိရပါတယ်။ထပ်မံတင်ဆက်ပေးချင်တာကတော့ရေဘလူးလက်ဆွန်ပြလိုက်တာဒီကေဘီတော့အထိနာခဲ့ပြီဆိုတဲ့သတင်းဖြစ်ပါတယ်။မွန်ပြည်နယ်ရင်းမြို့နယ်မှာရှိတဲ့ဒီကေဘီဂိတ်ကိုရေဘလူးအဖွဲ့ကဝင်ရောက်တိုက်ခိုက်ခဲ့ရာအလေးလာတဲ့မင်းကလေးတဦးအပါဝင်၅ဦးသေဆုံးခဲ့လို့သိရပါတယ်။အော်တိုဘားလ29ရက်မနေ့ကမနက်ပိုင်းမှာရဲတံဖြူစရကာလန်နှင်းစုံရွာအဝင်မှာရှိတဲ့ ဂိတ်မုံတိမ့်တန်ဦးဆောင်တဲ့ DGB ရဲ့ဂိတ်ကိုရေဘလူးတက်ရင်ကဝင်ရောက်တတ်ခတ်ခဲ့တာဖြစ်ပြီးတော့နှင်းဆုံရွာက အလေလာတဲ့မင်းကလေးတအူးနဲ့ DGB ရဲ့တပ်သား၄ဦးတစ်ဆုံးပြီး DGB ရဲ့တပ်သား၄ဦးဒဏ်ရာရှိခဲ့ပါတယ်။ဝေယဟိုင်းကိုစစ်ကြောင်းထိုးရုံကပါလာတဲ့ခွေးပူပေါင်း DGB ကိုသူတို့ရှိနေတဲ့နေရာထိဝင်တိုက်တာပါ။သူတို့ဘက်ခြံကပြန်ပစ်တာတွေလည်းရှိတယ်။ဆိုတော့ကျွန်တော်တို့ဘက်ကနေပြီးတော့အမြန်မှန်မရှင်ဝင်လောက်ခဲ့ရပေါ့။ဂိတ်မုံတိမ့်တန်ကတော့လက်ပြတ်သွားပြီလို့ ရေဘလူးတက်ရင်ကတာဝန်ရှိသူတူက MP ကိုပြောပါတယ်။နှင်းဆောင်ကက်ကဒီကေဘေတက်သားတွေဟာအော်တိုဘလာဒုတိယအပတ်အတွင်းဝေယဟိုင်းကျွာကိုစစ်ကြောင်းထိုးစဉ်ကပါဝင်ခဲ့ပြီးပြည်သူကိုဖမ်းဆီးခြင်းနဲ့အမျိုးသမီးတွေကိုနှိပ်စက်မှုတွေပြုလုပ်ခဲ့ပါသေးတယ်။ဒီကေဘေကြီးမဲ့အဲ့ဒီကိမ်းမှာမရှိဘူးဆို30ဝန်းကျင်လောက်ရှိမှာသူရဲ့မနီမိုးရဲ့မီတာ200လောက်မှာလဲစကမအင်အား30လောက်ရှိရဲ့။ဘာလို့လဲဆိုတော့သူတို့ကလက်နက်ကြီးအထိုင်တွေပါရီအကုန်ရှိတယ်။အဲ့ဒီတွင်ထဲမှာသူတို့က ဂိတ်လိုမဟုတ်ပဲလုံးဝစစ်တပ်တက်တက်လိုနေထိုင်နေရအထဲမှာသူတို့မိသားစုဝင်နေနေဖို့နောက်တစ်ခုကဆက်သားတွေနေထိုင်မှုအတွက်ရှိတယ်တက်ရင်တင်းလိုမျိုးဖြစ်နေရလို့သူကဆက်ပြောပါတယ်ရေဘလူးတက်ဖွဲ့ကတက်ခိုင်းမှုနဲ့အပြီးမှာတော့စစ်တပ်ဘက်ကနေနိုင်ရဲကရုံနဲ့ဒဏ်ရာသူတွေကိုတစ်ဆောင်ခဲ့ပြီးတော့မုတ်ကနေအခြေဆိုင်ခလာယာ136ကနေလက်လက်ကျေရနဲ့ပြက်ခတ်မှုနဲ့ပြုလုပ်ခဲ့ရလို့သိရပါတယ်ဆက်လက်ပြီးအတိုက်ခံတွေကိုဦးစားပေးမဲ့မလေးရှားဝန်ကြီးချုပ် NY ရဲ့ မြမအရေးအကြောင်းကိုပြောပြရှင်ပါတယ်စစ်ကောင်မရှင်ကကျင်းပမဲ့အတွေ့အကြုံရွေးကောက်ပွဲမတိုင်မီတိုင်းရင်းသားတွေနဲ့အတိုက်ခံအင်အားစုတွေကိုမလေးရှားနိုင်ငံကွာလာလမ်ပူမြို့ကိုဖိတ်ခေါ်ပြီးတော့ဆွေးနွေးမှုတွေပြုလုပ်သွားမယ်လို့မလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟန်ကထုတ်ဖော်ပြောကြားလာပါတယ်မနေ့ကပြုလုပ်ခဲ့တဲ့အရှိတောင်အာရှထိပ်တည်အစည်းအဝေး EAS မှာမလေးရှားဝန်ကြီးချုပ်ကအခုလိုပြောကြားခဲ့တာဖြစ်ပြီးတော့မြမအရေးကိုဘတ်ပေါင်းစုံကနေရှင်းကပ်ဖြေရှင်းလိုတဲ့ မလေးရှားရဲ့ရက်တီချက်ကိုထပ်မံတီးပြုတ်လိုက်တာလည်းဖြစ်ပါတယ်အခုလိုဖိတ်ကိုဆွေးနွေးမယ့်အဖွဲ့တွေကတော့မြန်မာနိုင်ငံကလူနေစုတိုင်းရင်းသားအဖွဲ့28ဖွဲ့နဲ့အတိုက်ခံအင်အားစုအလုံးပါဝင်မှာဖြစ်ပါတယ်ဒါ့အပြင်မြန်မာအရေးကိုမြန်မာကိုယ်တိုင်ဥဆောင်ရမှာဖြစ်တယ်လို့အတူရောင်ရွေးကောက်ပွဲကိုလေးလာစောင့်ကြည့်သူရဲ့စစ်လို့ဖို့စစ်ကော်မရှင်ရဲ့ဖိတ်ခေါ်ချက်ကိုအာရှန်ကစဉ်းစားနေဆဲအဆင့်သာရှိရလို့အန်နဝါကပြောကြားခဲ့ပါတယ်မလေးရှားဝန်ကြီးချုပ်အန်နဝါကအာရှန်နေနဲ့မြန်မာနိုင်ငံကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေနဲ့ထိတွေ့ဆက်ဆံမှုတွေဆက်လက်လှုပ်ဆောင်ဖို့တိုက်တွန်းခဲ့တဲ့အပြင်မြန်မာရေကိုသူ့ရဲ့ကိုယ်ပိုင်ရန်လျားနဲ့ကန်တွေ့ကွင်းပြုတင်တယ်လို့တချိန်တည်းမှာပြောဆိုခဲ့ပါတယ်။မြန်မာရေနဲ့ပတ်သက်လို့အာဆီယံသမိုင်းတစ်လျှောက်မှာအတိုက်ခံတွေကိုတရားဝင်တွေ့ဆုံတာဒါကပထမဦးဆုံးလို့တောင်ပြောရမယ်။ဒါဟာတန်တမန်ခြေလှမ်းအတွက်အထက်ခြေလှမ်းတစ်ခုပဲ။အခုခြေလှမ်းကိုအမေရကင်မို့ NUG တေချာစ조사တင်တယ်လို့နိုင်ငံရေးလှလာတုံသက်သူတူကမှတ်ချက်ပြုပါတယ်။ မလေးရှားနိုင်ငံဟာအခုနှစ်အတွက်အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ကိုထမ်းဆောင်နေတာဖြစ်ပြီးတော့စစ်ကွန်ရှင်ကောင်းဆောင်မင်းအောင်လှိုင်အမျိုးသားညီညွတ်ရေးအစိုးရတို့ကိုတရားစီတွေ့ဆုံပြီးမြန်မာအကြက်တွေကိုဖြည့်ရှင်းဖို့လှုံ့ဆော်ခဲ့တဲ့ပထမအဦးဆုံးအာဆီယံဥက္ကဋ္ဌလည်းဖြစ်ပါတယ်စစ်ကွန်ရှင်ကလမ်းမဲဒီဇင်ဘာလမှာအတူအောင်ရွေးကောက်ပွဲကျင်းပဖို့စီစဉ်နေပြီးတော့အဲ့ဒီရွေးကောက်ပွဲကိုနိုင်ငံတကာနဲ့လူခွင့်အဖွဲ့တွေကပေးချထားပါတယ်ပြည်တွင်းတဲ့နောက်ဆုံးသတင်းအနေနဲ့စစ်မှုန်ထမ်းလူဖမ်းရောင်းစားတဲ့ဂိုင်းထဲမှာ အမျိုးသမီးတွေပါပါဝင်လာတဲ့အကြောင်းဖြစ်ပါတယ်။ရန်ကုန်မြို့မှာလူငယ်တွေကိုဖမ်းဆီးပြီးစစ်မှုထမ်းဈေးကွက်ထဲပြန်ရောင်းစားနေတဲ့အခိုင်းထဲမှာအမျိုးသမီးတွေပါပါဝင်လာတယ်လို့ရန်ကုန်စကောက် network arrest and ထံကနေသိရပါတယ်။ရန်ကုန်မြို့6တက်ရုံကလုံခြုံဝန်ထမ်းတဦးဟာပေးခဲ့တဲ့အော်တိုဘာလ20ရက်နေ့ကင်ပိုင်းမှာရုံကနေအင်ကိုလှိုင်းကားစီးပြီးပြန်လာစဉ်အမျိုးသမီးနှစ်ဦးကမွေးစေဝါတစ်မျိုးသုံးပြီးခေါဆောင်သွားပြီးတဲ့နောက်ရင်းမွန်တက်တဲ့ရောက်ရှိကအဲ့ဒီကနေ့ စစ်မှုထမ်းအတွက်ချမ်းပြင်းတွေကိုပို့ဆောင်ခံခဲ့ရတယ်လို့ RSN ကမနေ့ကထုတ်ပြန်ထားပါတယ်။အမျိုးသမီးနှုတ်ဦးခေါ်ဆောင်သွားတာလို့ပဲပြောပါတယ်။လူရောင်းစားတဲ့ဂိုင်းတွေလို့ယူဆတယ်ဆိုပြီးသူကပြောပါတယ်။ကာစီဘီအိမ်ပြန်နေတော့မှပဲအဲ့ဒီနေကအိမ်နဲ့အဆက်အသွယ်နောက်ဆုံးရှားလိုက်ပြီးပျောက်သွားတယ်။အဲ့ဒီကားပေါ်မှာပဲအမျိုးသမီးနှုတ်ဦးကလှုပ်ရှားသွားပုံရပါတယ်လို့ဖန်စီခန်အမျိုးသားရဲ့မိသားစုဝင်တွေပြောပြချက်အပေါ်အခြေခံက RSN တာဝန်ရှိသူက MP ကိုပြောပါတယ် ဖန်ဆင်းခံရတဲ့မျိုးသားဟာအသက်30ဝန်းကျင်အရွယ်ဖြစ်ပြီးမိသားစုနဲ့အဆက်အသွယ်ရတဲ့အချိန်မှာပြန်ရွေးထုတ်ဖို့စက်သိန်းတရာပေးရမယ်လို့ဆိုအပ်ကြောင်းမိသားစုကငွေပေးမဲ့အချိန်မှာချန်ပီယံဘက်ကိုပို့လိုက်ပြီးဖြစ်တဲ့အတွက်ပြန်ရွေးလို့မရတော့ကြောင်း RSN ကထုတ်ပြန်ထားပါတယ်။အမျိုးသမီးတွေလှုပ်ရှားတာအခုမှကြားဘူးရတာပါဗျ။အရှင်ကအမျိုးသားတွေလှုပ်ချတာပဲကြားရလေရှိပါတယ်လို့ RSN တာဝန်ရှိသူကထပ်ပြောပါတယ်ဖန်စစ်ခံရတဲ့အမျိုးသားဟာရန်ကင်းမြို့နယ်မှာနေထိုင်သူဖြစ်ပြီးတော့ အမျိုးသမီးနှုတ်ဦးဟာဘလုံမွေးရဲ့ဆေးဝါးကိုအသုံးပြုပြီးအတိလွတ်အောင်လောက်ကဖမ်းဆီးခဲ့တာကိုတော့မသိရသေးပါဘူးစစ်မှုထမ်းအတွက်လူတူဖမ်းဆီးပေးနိုင်မှာက70တန်းကနေ15တန်းအထိရရှိနေတဲ့အတွက်လူဖမ်းကိုင်းတွေမှာအမျိုးသားတွေတာမကအမျိုးသမီးတွေပါပါဝင်လာတာဖြစ်ပါတယ်နောက်ဆုံးပြပသတင်းအနေနဲ့လိုချင်တာရရထရန့်ဂျပန်ဝန်ကြီးချုပ်ကိုအကြီးမြတ်ဆုံးအမျိုးသမီးလို့ရှီကျူးလိုက်တဲ့အကြောင်းပြောပြရင် MPN နေလင်ကင်းသတင်းအစီအစဉ်ကိုအဆုံးသတ်လိုက်ချင်ပါတယ် ကမ္ဘာအင်အားကြီးမဟာမိတ်နှစ်နိုင်ငံဖြစ်တဲ့ American ပြည်ထောင်စုနဲ့ဂျပန်နိုင်ငံတို့ဟာသူတို့နှစ်နိုင်ငံဆက်ဆံရေးပိုကောင်းစေမယ့်သဘောတူညီချက်နှစ်ရပ်ကိုမနေ့ကလက်မှတ်ရေးထိုးခဲ့ပါတယ်။ American သမ္မတဒေါ်နယ်ထရန့်နဲ့ဂျပန်နိုင်ငံရဲ့ပထမဦးဆုံးအမျိုးသမီးဝန်ကြီးချုပ်စနိုင်းတာကာအီရှိတို့တွေ့ဆုံပွဲဟာတမိုင်းဝင်ဖြစ်ရတဲ့ခု ဖြစ်ခဲ့ပြီးတော့စီးပွားရေးလုံခြုံရေးအရေးကြီးတွင်းထွက်တက်တူနဲ့တကမ္ဘာလုံးဆိုင်ရာတာယာဝတ်ပြောရေးတို့ကိုပူးပေါင်းဆောင်ရွက်သွားမယ်လို့ကတိပြုခဲ့ပါတယ်။ အခုသဘောတူလက်မှတ်ရေးထိုးခဲ့တဲ့စာချုပ်ကိုမဟာဗျူဟာမြောက်ရင်းနှီးမြှုပ်နှံမှုသဘောတူညီချက်ကိုအခြေခံပြီးခန်းနာသောသဘောတူညီချက် Great Deal လို့အမည်ပေးထားပါတယ်။အဲ့ဒီသဘောတူညီချက်ထဲမှာစိမင့်နေပညာတွေအတွက်မရှိမဖြစ်လိုအပ်တဲ့မြေချတတ်တုအပါဝင် မရှိမဖြစ်အရေးကြီးတဲ့တတုတန်ရန်စာရထောက်ပံ့ရေးခွင့်ဆက်ကိုလုံခြုံစင်မဲ့မူပေါင်းတစ်ခုကိုလည်းသတ်မှတ်ထားပါတယ်။သဘောတူညီချက်လက်မှတ်ရေးထိုးပြီးရနောက်မှာတော့သမနာထရန့်ကမင်ကွန်ပြောကြရမှာ ဂျပန်နိုင်ငံနဲ့သူရဲ့ဝင်ကြီးချုပ်တက်ကိုရှီကျုံဂုံပြုခဲ့ပါတယ်ဂျပန်နိုင်ငံဟာအမေရိကန်အတွက်အင်အားအကောင်ဆုံးအဆင့်ရှိရမဟာမိတ်ဖြစ်တယ်လို့ထွန်းကပြောခဲ့ပါတယ်ဒါအပြင်ဂျပန်ဝင်ကြီးချုပ်ကိုအကြီးမြတ်ဆုံးဝင်ကြီးချုပ်တဲ့ထဲကတူအဖြစ်ခွန်ညုံးခဲ့တယ်လို့အမျိုးသမီးတူကောင်းဆောင်ဖြစ်လာတာဟာဂျပန်အတွက်ကြီးမားတဲ့ကိစ္စအဖြစ်ထွန်းကပြောခဲ့ပါသေးတယ်အမေရိကန်နဲ့ဂျပန်တို့ရဲ့သဘောတူညီချက်ဟာကမ္ဘာပထဝီနိုင်ငံရဲ့မတင်ငင်မှုကြားကစီးပွားရေးလုံခြုံမှုကိုအမခံနိုင်မှု မဟာမိတ်နှစ်နိုင်ငံအကြားပူးပေါင်းဆောင်ရွက်မှုကိုအမြင့်ဆုံးအဆင့်ချောက်အောင်တင်ဆောင်လိုက်တာဖြစ်တယ်လို့ကျွမ်းကျင်သူတွေကသုံးသပ်ထားပါတယ်။ MPA နေလခင်အထိရရှိထားတဲ့အထူးကြဆုံးသတင်းတွေကိုတင်ဆက်ပေးခဲ့ရပါ။ MPA တင်ဆက်မှုတွေကိုအဆုံးထိကြည့်ရှုအားပေးသူအားလုံးနဲ့တကွဝင်ရောက်မှတ်ချက်ပြုပေးသူအားလုံးကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်။မြန်မာပြည်သူပြည်သားအပေါင်းကိုစိတ်ပြားကျမ်းမာချမ်းသာပြီးဘဝအမောရေလည်းပြေကြပါစေခင်ဗျာ။